မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 4ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းညောင်လေးပင်ခရိုင်တောင်စုတိုက်ပွဲနဲ့တောင်ဝိတိုက်ပွဲတွေမှာစစ်တုံးမှန်26ဦးကိုဖမ်းဆီးရရှိခဲ့ပြီးတော့တချို့ကိုနေရက်ကိုပြန်ပို့ပြီးမပြောင်းရင်တဲ့သူတွေကိုလည်းအလုရှာဖွေပေးက KNU ကထိန်းသိမ်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ25ရက်နေ့ကညောင်လေးပင်ခရိုင်မူးမြို့နယ်တောင်စုကျေးပါမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ခွေးများကို KNL နဲ့ပူးပေါင်းတပ်များကတိုက်ခတ်ခဲ့ရာလက်နက်ခဲယမ်းအများပြားနဲ့စစ်တုံးမှ23ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အလားတူပဲကြောက်ကြီးမြို့နယ်တော်ဝိကျေးပါမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်းလက်နက်ခဲယမ်းအများပြားနဲ့စစ်တုံးမှ3ဦးကိုပါဖမ်းဆီးရမိခဲ့တယ်လို့ပြောပါတယ်။တိုက်ပွဲနှစ်ခုအတွင်းမှာစစ်တုံးမှ26ဦးကိုဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ ် KNU ဖမ်းဆီးရရှိတဲ့စစ်တုံးမှန်း26ဦးဟာအများအားဖြင့်မတရားစစ်မှုထမ်းခံရတဲ့သူတွေဖြစ်ကြပြီးတော့တချို့ဟာတော့စစ်မှုမထမ်းကျင်တော့တဲ့စစ်မှုထမ်းတပ်တန်းပြည့်တဲ့စစ်သားတွေလည်းပါဝင်တယ်လို့ပြောပါရယ်စစ်တုံးမှန်းတွေကအိမ်ပြန်ကျင်တဲ့သူတွေကိုပြန်လည်ပို့ဆောင်ပေးခြင်းနဲ့လုံခြုံရေးအရာပြန်လို့မရသေးတဲ့သူတွေအိမ်မပြန်ကျင်တဲ့သူတွေကိုလည်းအလောက်ကန်ရှာဖွေပေးကောင်းမွန်စွာထိန်းသိမ်းထားရှိတယ်လို့ KNU ကပြောဆိုထားပါရယ် KNU ကဖမ်းဆီးရမိထားတဲ့စစ်တုံးမန်းများကိုကောင်းမွန်စွာထိမ့်သိမ်းထားပြီးတော့ကိုရီးအချက်လက်များကိုမှတ်တမ်းများကောက်ယူပြီးနေရက်ကိုပြောင်းခြင်းသူများကိုပြန်လည်ပို့ဆောင်ပေးခြင်းမပြောင်းခြင်းတဲ့သူတွေကိုလည်းအလုတ်ကန်ရှာဖွေပေးခြင်းများကိုစီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ပြောပါတယ်။စစ်ခွေးတပ်အနေနဲ့လူမှုကွန်ရက်ပေါ်မှာဝါရဖြန့်သတင်းအမားတွေကိုဖြန့်ဝေလျက်ရှိတာကိုသတိထားနိုင်ကြရန်ကြိုတင်ပြီးတော့အသိပေးရတယ်လို့ KNU ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ရဲ့ဌာနချုပ်လိုင်ဇာအနီးပတ်ဝန်းကျင်မှာမကြုံစဘူးရေကြီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ3ရက်နေ့ညတကောင်ကစပြီးတော့ရေတက်လာခြင်းဖြစ်တယ်လို့ပြောပြထားပါဗျ။ဒီကနေ့မနက်အစောပိုင်းမှာရေကြီးနေပါတယ်။လိုင်ဇာတရုတ်နယ်စပ်တကြောမှာအခုဗီဒီယိုက မနက်6နာရီကျော်အချိန်နေပါဒါလောက်ရေကြီးတာတခါမှမမြင်ဘူးအရင်ကရေကြီးတာတော့ရှိတယ်ဒါပေမဲ့အခုလောက်မကြီးဘူးထိခိုက်ပျက်စီးမှုတွေများနိုင်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါတယ်အခုရေကြီးမှုအတွင်းမှာမော်တော်ကားတချို့ရေထဲမှာမျောပါသွားတယ်လို့လည်းသတင်းရင်းမြစ်ကပြောပြထားပါတယ်လိုင်ဇာဒေတာရေပြီးကြောင်းလူထိခိုက်သေဆုံးမှုနဲ့နေအိမ်ပျက်စီးမှုရှိမရှိအခြေအနေများကိုဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်ဇွန်လလအတွင်းကလည်းဝါလက်နက်ကိုင်တက် UWSA ထိန်းချုပ်နယ်မြေမိုင်းမောက်ဒေတာမှာရေကြီးမှုကြောင်း လူသေးဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ပြောပါရယ်ဒါအပြင်ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတရမြို့မှာလည်းဇူလိုင်လ28ရက်နေ့ညနေပိုင်းကတောင်ကျရေကြောင်ဒေသခံ10ဦးသေဆုံးပြီးနေအိမ်တချို့ပျက်စီးခဲ့တယ်လို့သိရပါရယ်ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင် KNU တပ်မဟာ3နေမြေမှာလည်းရည်ကြီးမှုတွေဆိုးဝါးစွာဖြစ်ပေါ်နေတဲ့အတွက်နေအိမ်တွေမျောပါပြီးတော့ကြေးရွာများနဲ့လေအေးကများစွာနေမြုပ်လျက်ရှိတယ်လို့ KNU ကအသိပေးထားပါဗျ။ဒါအပြင်ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတရမြို့မှာလဲဇူလိုင်လ28ရက်နေ့ညနေပိုင်းကတောင်ချရေကြောင့်ဒေသခံ10ဦးသေဆုံးပြီးနေအိမ်တချို့ပျက်စီးခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ရီကစစ်တပ်ဘက်တော်သားရုပ်ရှင်တရုတ်ဆောင်နေအောင်ရန်အောင်စိုးမြတ်သူစားဟာတာလူရှင်တော်မိုးဒီငပြောကျော်အပါအဝင်အမှုပညာရှင်များစွာနဲ့ခေါင်းစဉ်မဲမဲရရမရှိဘဲတွေးဆောင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ31ရက်နေ့ရန်ကုန်မြို့မှာကျန်းဖို့ပါတီဥက္ကဋ္ဌခင်ရီက စစ်တပ်ကိုအစဉ်တစိုက်ထောက်ခံခဲ့ကြတဲ့ဘောမအမှုပညာရှင်များနဲ့တွေ့ဆုံခဲ့ပြီးတော့တွေ့ဆုံတဲ့သူတွေထဲမှာနေအောင်ရန်အောင်ဆုံးမြတ်သူစားဟာသလူရှင်တော်မိုးဒီတိန်ညော့ငပြောကျော်အပါအဝင်အမှုပညာရှင်များတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်တွေ့ဆုံပွဲမှာ ခင်ကြီးကကြမ်းဖက်ပါတီဖြစ်တည်လာမှုတမိုင်းရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရင်းနဲ့မိမိတို့ကြိုင်းတဲ့တရားအဖွဲ့အစည်းများကိုမဲပေးရေးအတွက်အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ကြမ်းဖက်ပါတီကသတင်းထုတ်ပြန်ထားပါတယ်ခေါင်းစဉ်မဲမဲရရမရှိပေမဲ့ရှိရင်စွဲခင်မင်းရင်းနှီးမှုအပေါ်မူတည်ပြီးတော့ပွင်လင်းရင်းနှီးစွာနဲ့စကားတွေအများကြီးပြောပြပါတယ် ပေါ်ပေါ်ပါပါနဲ့စိတ်ချမ်းသာပွဲရာမနက်ခင်းတစ်ခုကိုကြော်ဖြတ်နိုင်ခဲ့တယ်လို့ဆိုရမှာပဲလို့ကျန်းဖို့ပါတီဥက္ကဋ္ဌဖာကောင်းခင်ကြီးကပြောဆိုသွားပါတယ်ကျန်းဖို့ပါတီသတင်းရင်းမြစ်ကတော့လာမယ့်ဒီဇင်ဘာလမှာပြုလုပ်ဖို့ရှိတယ်ရွေးကောက်ပွဲမှာအမှုပညာရှင်များရဲ့အင်အားနဲ့ပုံရိပ်များကိုလည်းကျန်းဖို့ပါတီကပါတီအောင်နိုင်ရေးအတွက်အသုံးပြုမဲ့ဗျူဟာရှိနေတယ်လို့သိရပါတယ်၎င်းဗျူဟာအရာစစ်တပ်ကိုအစင်ထောက်ခံခဲ့ကြတယ်ဘောမအမှုပညာရှင်များကိုတွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီမြို့နယ်မှာရှိတဲ့မော်တုံးရွာကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ drone နဲ့ဘုံးကျဲချပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ3ရက်နေ့ညနေ3:15မိနစ်ခန့်မှာမော်တုံးရွာအခြေဆိုင် စစ်ခွေးတပ်ရဲ့အမှတ်306တပ်က drone နဲ့ဘုံကျဲချပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွာလူနေအိမ်နှစ်ဆောင်ပျက်စီးသွားတယ်လို့မော်တုံးရွာမှာနေတဲ့အမျိုးသားတို့ကပြောပြထားပါတယ်။ drone လာတဲ့အတန်ကြာတော့ရွာသားတွေအကုန်လုံးကဘုံခုကျင်းတဲ့ကိုဝင်ပြေးကြလို့လူတွေတော့ဘာမှမဖြစ်ဘူး။ drone နဲ့ဘုံဒီလာချတာလူနေအိမ်နှစ်အိမ်နောက်ဖေးတွေပျက်စီးသွားပြီးတော့ကျန်တာတွေကတော့အဆတွေဆင်သွားတယ်လို့အထက်ပါအမျိုးသားကပြောပြထားပါတယ်။စစ်ကောင်စီတပ်က drone နဲ့ဘုံဒီတစ်လုံးကျဲချပြီးတဲ့နောက်လက်နက်ကြီးနှလုံးနဲ့ဇက်တိုက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံအမျိုးသမီးတို့ကပြောပြထားပါတယ်။ drone နဲ့လာချပြီးတာနဲ့လက်နက်ကြီးတဲ့တခါတည်းပြစ်တာပဲလက်နက်ကြီးနှလုံးကရွာပြင်ကိုကျတယ်ရွာသားတွေကတော့အကုန်ပြရာခတ်ကုန်တယ်ထပြေးတဲ့သူကပြေးပေါ်လို့အဲ့ဒီအမျိုးသမီးကပြောပါတယ်စစ်ကောင်စီတပ်ဟာမော်တုံးရွာအနီးမှာရှိတဲ့ကန်းတူရွာဘန်းလက်မော့ရွာနဲ့ရမ်းဖို့ရွာဝင်းကျင်ပြည်တော်စုလမ်းမကြီးတစ်လျှောက်တိုက်ပွဲဖြစ်ပွားပါကလက်နက်ကြီးနဲ့ပြစ်ခတ်လေရှိတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကပြောပါတယ်ဒါအပြင် စစ်ကောင်စီရဲ့အမှတ်306အမြောက်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲမော်တုံးရွာနဲ့အနီးဝန်းကျင်မှာရှိတဲ့ကျေးရွာများကို drone နဲ့ဘုံကျဲပြီးတော့လက်နက်ကြီးများနဲ့လည်းရန်တမ်းပစ်ခတ်လေရှိတယ်လို့ဒေသခံများထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတန်း၊ဂံကောမြို့နယ်အနောက်ဂံကောကြီးရွာနယ်ရှုံးရှိကြီးရွာနယ်ပြည်သူ၁၀ဦးကိုအကြမ်းဖက်စစ်ခွေးတပ်ကဝင်ရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ3ရက်နေ့ည10:00နာရီကအချိန်မှာဂံကောမြို့နယ်လောင်ထောင်စစ်တပ်ခိတ်ကိုဂံကောမြို့ပေါ်မှာရှိတဲ့ခလိုက်ရ90တပ်ရင်းကစစ်သားများကကားနှက်စီနဲ့ရောက်ရှိလာတယ်လို့သိရပါတယ်။အဲ့ဒီနောက်ပြားရွာကိုဇက်တိုက်ထွက်ခွာလာရာညဆက်နှစ်နာရီအချိန်မှာရောက်လာတယ်လို့ပြောပါတယ်ဒီကနေ့ဩဂတ်လ၄ရက်နေ့မနေ့၃နာရီကမှာ အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့ရှောက်ပင်ရွာမှာဘန်ကာများတိဆောက်ကနေရာယူထားတဲ့စစ်ခွေးတွေပူးပေါင်းပြီးတော့အနောက်ကန်ကောရွာနဲ့ရှုံးရှိကျေးရွာတို့ကိုဝေရောက်ပြီးပြည်သူ၁၂ဦးကိုဖမ်းဆီးသွားတယ်လို့သိရပါဗျ။ပြစ်ခတ်မှုဖြစ်တာတွေတော့မကြားမိဘူး။ဖမ်းတာကတော့စစ်မှုထမ်းစုဆောင်းတာမျိုးတော့မဟုတ်တော့ဘူးဗျ။အရင်တုန်းကဝေဖမ်းတယ်လို့ပဲဖမ်းသွားတာ။ဘာအတွက်ဖမ်းသွားလဲဆိုတာတော့တေးသေးချာချာမသိရဘူး။မိန်းကလေးနှစ်ယောက်ကိုတော့ We Love ကန်ကောတရားထိတ်မှာ ြန်လွှတ်ပေးလိုက်ပါတယ်။ကြံတဲ့ဆယ်ယောက်ကတော့အမျိုးသားတွေကြီးပဲလား။အမျိုးသမီးတွေပါသေးလား။ဘယ်အသက်အရွယ်တွေလဲကွဲကွဲပြားပြားမသိရသေးဘူး။ဖမ်းသွားတာကတော့အမှန်ပါပဲလို့ရောလင်းနှန်းကကိုပါကောင်းကတရင်ပေးဖို့ပြောကြားထားပါတယ်။အနောက်ကန့်ကောရွာနဲ့ရှုံးရှိရွာကပြည်သူစံနာဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်ဒီကနေ့မနက်6နာရီခွဲအချိန်ကမှစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။စစ်ကြောင်းတစ်ကြောင်းဟာရခိုင်အထိုင်ချနေထိုင်လျက်ရှိတယ်။ရှောက်ပင်ကြီးရွာကိုပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ကံကောင်းမြို့ခလိုက်ရ90တိုင်ရင်ကနေထွက်လာတဲ့စစ်ကြောင်းဟာ ဝီလော့ဂန်ဟောတရားထိတ်ထိအချိုလွတ်လိုက်တယ်ကားသုံးစီးနဲ့လိုက်ပါသွားတယ်လို့ပြောပါတယ်ဖမ်းဆီးလာတဲ့ပြည်သူ၁၂ဦးတဲကအမျိုးသမီး၂ဦးကိုတရားထိတ်မှာပြန်လွှတ်ပေးခဲ့ပြီးကျန်တဲ့၁၀ဦးကိုတော့ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့ဇေယဖြိုးစေကန်းအနီးကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်ပိုင်းမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်စ်လ၄ရက်နေ့မနက်09:25မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကကြောင်မဲမြို့ဘူရာမှာရှိတဲ့ဇေယဖြိုးစေကန်းအနီးကို Jet Fighter နဲ့ပေါင်250ဘုံတလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိတော့လေတေဆုံးသူတော့မရှိဘူးလို့ကနအူးသိရပြီးတော့ အဆောက်အဦများထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသိရပါတယ်။လူထိခိုက်မှုနည်းနည်းပါးပါးရှိတယ်လို့တော့သိရတယ်။တင်ဆုံးတာတော့မရှိပါဘူး။ဘူရန်နဲ့တော့နီးတယ်။ဈေးရဖြိုးဆေးကန်းနာကိုကျဲသွားတာလို့သိရပါတယ်။ပေါင်250ဘုံတလုံးကျဲသွားတာအဆောက်အဦပျက်စီးမှုအနည်းငယ်တော့ရှိတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ဇူလိုင်လအတွင်းမှာ ကြောင်မဲမြို့နယ်မှာရှိတဲ့ပြည်သူလူထုကိုဥတီပြီးတော့စစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်တန်ကားတော်တပါပြန်လည်တော်မူခဲ့ပြီးတော့အမျိုးသား၃ဦးသေဆုံးကအမျိုးသား၁၈ဦးနဲ့အမျိုးသမီး၄ဦးတို့ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။ဒါအပြင်နေအိမ်45လုံး၊စာသင်ကျောင်း၂ကျောင်းနဲ့ဘုံကြီးကျောင်း၂ကျောင်းလည်းထိမှန်ပျက်စီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ကောင်းပင်စီကျေးရွာကရာအိမ်မှုထင်းမောင်ရဲ့တားဖြတ်သူကြော်ရဲအောင်နဲ့တငယ်ချင်းနှစ်ဦးကိုစစ်တပ်ကစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကောင်းပင်စီကျေးရွာရာအိမ်မှုထင်းမောင်က၎င်းရဲ့တားဖြတ်သူကြော်ရဲအောင်နဲ့တငယ်ချင်းများကိုစစ်မှုထမ်းရမယ်လူငယ်တွေစရင်ထဲမှာထည့်သွင်းထားခြင်းမရှိပဲစစ်မှုထမ်းအပတ်စဉ်တိတ်ကနေအပတ်စဉ်15အထိတင်းရှောင်နိုင်ခဲ့တယ်လို့သိရပါဗါး။ဒါပေမဲ့ ဩဂတ်စ်လ၂ရက်နေ့ညနေပိုင်းမှာစစ်တပ်ကစစ်မှုထမ်းအပတ်စဉ်၁၆အတွာညောင်ဦးမြို့နယ်တခုမှာလူငယ်များကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးရမှာယာယီမှုထင်းမောင်ရဲ့သားကျော်ရဲအောင်နဲ့တငယ်ချင်းများကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ယာယီမှုထင်းမောင်ကသူ့ရဲ့သားကျော်ရဲအောင်နဲ့တငယ်ချင်းတွေကိုစစ်မှုထမ်းစီးရင်နဲ့မထည့်ထားဘူး။အပတ်စဉ်၁ကနေအပတ်စဉ်၁၅အထိသူကလွတ်နေတာ။ဩဂတ်စ်လ၂ရက်နေ့ညနေကစစ်ခွေးတွေကညောင်ဦးတခွင်မှာလူငယ်မှန်သမျှကိုအကုန်လိုက်ဖမ်းတယ်။ အဲ့ဒီအချိန်မှာကြော်ရဲအောင်နဲ့သူ့ရဲ့တငယ်ချင်းတွေကလမ်းဘေးအရက်ဆိုင်မှာထိုင်တောက်နေတော့စစ်တပ်ကဝင်ဆွဲသွားတာရာရင်မှုရဲ့တားပါပြောလဲစစ်ခွေးတွေကပြန်မလွတ်ပေးဘူးအကုန်လုံးကိုဖမ်းပြီးတော့စစ်ကားပေါ်ကိုဆွဲတင်သွားတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ရာရင်မှုထင်းမောင်ကစစ်တပ်ရဲ့ဖမ်းဆီးမှုကိုခံလိုက်ရတဲ့တားဖြစ်သူပြန်လဲလွတ်မြောက်ရေးအတွက်ကြိုးပမ်းခဲ့တော့လဲ စစ်တပ်ကလုံးဝပြန်မလုပ်ပေးဘူးလို့ပြောပါတယ်။ယာယီမှုထင်းမောင်းနဲ့တောင်စင်းအုပ်ချုပ်ရင်းမှုသိမ်းပိုတို့ဟာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်ထဲထည့်ခဲ့ကြသူများဖြစ်ပြီးယခုအခါ၎င်းတို့ရဲ့သားများကိုစစ်တပ်ကပြန်လည်ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီယာယီမှုထင်းမောင်းကဝစ်လေတာပဲ။သူများရဲ့သားသမီးတွေကိုဖမ်းဆီးပြီးတော့တတ်ထဲထည့်နေတာ။အခုတော့သူ့သားကိုစစ်တပ်ကပြန်ပြီးပေါ်တာဆွဲစစ်ထဲကိုခေါ်သွားပြီလေ။မနေ့ကမေလာလောက်ကယာယီမှုထင်းမောင်းက ကိုအောင်နိုင်ဦးရဲ့သားချက်ဖောင်းကိုစစ်တပ်ထဲကိုစစ်မှုထမ်းအဖြစ်နဲ့ဦးဦးပြပြထည့်တယ်။ချက်ဖောင်းကလည်းစစ်တပ်ထဲရောက်ပြီးတိတ်မကြဘူးတေးသွားတယ်။တက်ကတော့ကျမ်းမာရေးမကောက်လို့တေးတယ်ပြောပေမဲ့နှိမ့်ဆက်ခံရပြီးတော့တေးတာအခုတော့သူ့သားကိုတက်ကပြန်ဖမ်းသွားပြီလေလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။လက်တလုံးညောင်ဦးမြို့နယ်မှာစစ်ခွေးတက်ကစစ်ကြောင်းထုံးမှုများနဲ့ပေါ်တာဆွဲဖမ်းဆီးမှုများကိုအရှိန်ဟုန်မြင့်ပြီးလှုပ်ဆောင်နေတဲ့အတော့လူငယ်များဟာညာပိုင်းနေအိမ်များမှာမအိပ်ရတော့ပဲတောတောင်များမှာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ